မြန်မာနေဦးခရိုနီကယ်ဇွန်လ30ရက်နေ့မြင်ကွင်းစစ်အာဏာသိမ်းပြီးနောက်ပျက်စီးသွားတဲ့အရာတွေပဲဖြစ်ပါတယ်။ရန်ကုန်မြို့ရဲ့လူစီကားရံတရုတ်တန်းကအမိုက်ပုံတစ်ခုမှာတိတ်ဆုံးပြီးဖြစ်တဲ့မွေးကင်းစကလေးငယ်ကိုအနီးလိုအဝတ်နဲ့ပတ်ပြီးပြစ်ထားတာကိုအမိုက်ထဲကပလုံကောက်သူတွေကတွေ့ရှိခဲ့တဲ့အကြောင်းဆိုရှယ်မီဒီယာမှာဖော်ပြထားကြတာတွေ့ရပါတယ်။ဒီရက်ပိုင်းအတွင်းအခြားသတင်းတစ်ပုဒ်မှာ နာမကျန်းဖြစ်နေတဲ့အသက်အရွယ်ကြီးရင်သူတူကိုတုတ်တံမှာလာရောက်ဆွပစ်ထားတဲ့တဲ့ရင်လဲဖတ်ရှုရသလိုစကားမပြောနိုင်သေးတဲ့အရွယ်ကလေးငယ်တူကိုလူသွားလူလာများတဲ့နေရာတနေရာမှာလာဆွပစ်သွားတဲ့ဖြစ်ပျက်လဲအခုရပိုင်းတွင်ဖတ်ရှုခဲ့ရပါတယ်အခုလို ဖြစ်ပျက်မျိုးတွေစစ်အာဏာမသိမ်းမီကာလတွေကမဖြစ်ပွားဘူးတာမဟုတ်ပေမဲ့လို့အခုလိုခက်စိတ်စိတ်ဖြစ်ပွားတာတော့မဟုတ်ပါဘူးစစ်အာဏာသိမ်းပြီး၄နှစ်အကြာမှာမြန်မာနိုင်ငံတနိုင်ငံလုံးဒီပါစီးပွားရေးကြက်တဲမှု စစ်ပွဲကြောင့်အသက်ဆုံးရှုံးရတာဒဏ်ရာအနာတရဖြစ်တာကိုလတ်အင်ကဆုံးရှုံးပြီးဒုက္ခိတအဖြစ်ရောက်ရတာတွေကမထူးဆန်းတဲ့ဖြစ်ရပ်တွေတစ်ပွဲနေရအနှံ့အပြားမှာဖြစ်ပျက်နေတဲ့အနေအထားဖြစ်လာပါတယ်လူအသက်တက်ဖြတ်ပြီးပျက်စီးလူယူတဲ့မှုကင်းမျိုးကမျိုးတွေမှာအများအပြားဖြစ်ပွားနေသလိုခြေရွာတွေမှာတော့စစ်ပွဲနဲ့အတူရန်သူကိုထောက်ခံတယ်လို့တန်တရားရှိုံနဲ့တင်အသက်ကြီးငယ်မရွေးတက်ဖြတ်တဲ့ဖြစ်ရပ်တွေ ဓာတ်မိုးရှိတဲ့ပစ္စည်းတွေယူဆောင်သွားတာနေအိမ်တွေမီးရှို့ဖျက်ဆီးခဲ့တာတွေဖြစ်ပွားနေတာဖြစ်ပါတယ်။တနက်လိုလက်နက်တွေကိုလွယ်လွယ်နဲ့လက်ဝယ်ရရှိဖို့လွယ်ကူလာခြင်းနဲ့တရားဥပဒေစိုးမိုးရေးကိုချမှတ်ရတဲ့ရဲတပ်ဖွဲ့လိုဖွဲ့စည်းတွေကစစ်ပွဲတွေနဲ့အသုံးခံနေရသလိုလက်စားတာငွေညှစ်တာတွေကိုတရားဥပဒေစိုးမိုးရေးအဖွဲ့ဖြစ်တဲ့ရဲတွေကိုနိုင်ကလှုပ်ဆောင်နေကြတာကြောင့်လဲအခုလိုရာဇဝတ်မှုတွေမြင့်တက်လာတာမထူးဆန်းတဲ့သဘောဖြစ်နေပါတယ်။ ရိုးရိုးရာဇဝတ်မှုတွေအမျိုးမျိုးအနေနဲ့မှာတချိန်ထိုးမြင့်တက်လာသလိုစစ်ပွဲတွေနဲ့ဆက်ဆက်နေတဲ့စစ်ရာဇဝတ်မှု အချို့သောလမ်းနက်ကိုင်အဖွဲ့တွေကမိမိတို့ကိုမထောက်ခံတဲ့သူတွေကိုရိုက်နှက်နှိပ်စက်တပ်ဖြတ်မှုတွေက အခုကာလမှာထူးဆန်းတဲ့တရင်မဟုတ်ကြတော့ပါဘူးလူရတာပစ္စည်းယူဖို့အတွက်လူတက်တာဓမြတိုက်လူတက်တာတွေဟာကြီးလေးတဲ့ပြစ်ဒဏ်ကြနိုင်တဲ့ရာဇဝတ်ပြစ်မှုကြီးတွေဖြစ်ပြီးအခုလိုစစ်အာဏာသိမ်းမှုမတိုင်ခင်ကာလမျိုးတုန်းက အလွယ်တကူကျူးလွန်တာမျိုးမတွေ့ခဲ့ရပေမဲ့ခုနေအခါမှာတော့ဓမင်းစားရီတောက်ဖြစ်ရတဲ့တပွဲကျူးလွန်လာကြတာတွေ့ရပါတယ်။အရင်အချိန်တွေလုံးကအထက်ပါပြစ်မှုကြီးတွေကိုပြစ်မှုရာဇဝဲဟောင်းရှိတဲ့သူတွေကကျူးလွန်တာမျိုးတွေ့ရပေမဲ့အခုနေအခါတကြိမ်တစ်ခါမျှပြစ်မှုကျူးလွန်မှုချင်းမရှိသူတွေတောင်ကျူးလွန်လာကြတာတွေ့မြင်နေကြရပါတယ်။အလောက်အကိုင်းအခွင့်အလမ်းရှားပါလာတဲ့အချိန်တွေ ရာဇဝတ်မှုကျူးလွန်ပေမဲ့လည်းစုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိတဲ့အမှုအခင်းတွေများပြားလာခြင်းကကျူးလွန်မှုဆိတ်ဆော်သလို ဖြစ်စေပါတယ်။အခုနှစ်ပိုင်းတွေအတွင်းဖြစ်ပွားတဲ့လူသတ်မှုပစ္စည်းလူရက်မှုရွှေဆိုင်ဖုံးဆိုင်ဗန်းဓမြတိုက်မှုနဲ့လူနေအိမ်တွေအထိလူရက်တပ်ဖြတ်မှုတွေအများစုကိုဖော်ထုတ်နိုင်ခြင်းမရှိတာကြောင့်ရာဇဝတ်မှုတွေတောက်လျှောက်မြင့်လာနေတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ဇိုးရွာလာတဲ့အခြေအနေတွေမှာအထက်ကဖော်ပြခဲ့တဲ့ရာဇဝတ်မှုတွေအပြင်ငွေညှစ်တဲ့ဖြစ်စဉ်တွေစစ်စေးရေးကိတူဖွင့်ပြီးခီးသွွာလာသူကုန်ပစ္စည်းရောင်းဝယ်ဖောက်ကားသူတွေထံကမတန်တဆငွေချေတောက်ခံမှုတွေကလည်းနိုင်ငံအဝန်းကြေကြေပြန့်ပြန့်ဖြစ်ပွားနေသလိုစစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်စစ်မှုထမ်းကောက်ယူမှုနဲ့ပတ်သက်လို့ငွေညှစ်တာငွေချေအလွဲသုံးစားလုပ်တာတွေကစစ်ကောင်စီထိန်းချုပ်ရာဒေသအလုံးမှာကြေကြေပြန့်ပြန့်ဖြစ်ပွားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကသတင်းဌာနမှာ မြစ်ကြီးနားကနေမန္တလေးဘက်ကိုလာတဲ့ခရီးသွားသူတွေထံကမှတ်ပုံတင်ရှိသူတွေပင်လင်းလန်ခီးမှာငွေတောင်းနဲ့ချီပေးရတယ်လို့မှတ်ပုံတင်ပြောင်းနေပြီးရက်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ခရီးသွားသူတွေအနေနဲ့လန်ခီးတလျှောက်ကစစ်စေးဂိတ်တွေမှာကြက်၅သိန်းလောက်ကုန်ကြတဲ့အထိပေးခဲ့ရတယ်လို့သတင်းကဖော်ပြထားပါတယ်ဒီလိုဖြစ်ပျက်ကတာမန်လူတို့တွေအဖို့ဒီအချိန်လေးအောက်မှာရှင်သန်နေထိုင်ဖို့ဘလောက်ခက်ခဲသလဲဆိုတာနားလည်စီပါတယ် အထောက်အထားပြည်စုံတဲ့ခီးသွားသူတွေတောင်မြချင်းနာမန္တလေးခီးကိုတဦးချင်းအတွက်ဂိတ်ကြီး9000လောက်ပေးရပြီးကုန်ပစ္စည်းတည်ယူတဲ့ကားတွေစီကလည်းတိမ့်နဲ့ချီတောင်းခံနေကြတာကြားသိနေရပါတယ်။အကွာအဝေးမိုင်းတရာရွရော့သားရှိတဲ့မြဝတီကနေမော်လမြိုင်သွားတဲ့လမ်းခီးမှာကုန်ပစ္စည်းတွေနဲ့ highless ကားတစ်စီးစာအတွက်ကျပ်၈သိန်းလောက်ဂိတ်ကြီးပေးရတယ်လို့စနဘိန်ကားလိုကုန်ကားတစ်စီးအဖို့ကျပ်သိန်း30ဝန်းကျင်ဂိတ်ကြီးပေးကြရတယ်လို့သိရပါတယ်။ အခုလိုစစ်ပွဲတွေဖြစ်ပွားပြီးလက်နက်ကင်ဖွဲ့အသီးသီးကလမ်းခီးတလျှောက်စစ်စေးရေးဂိတ်တွေ ဖွင့်လက်ကတဲယူတဲ့ကုန်ပစ္စည်းတွေပေါ်အနည်းဆုံး300ကင်နှုန်းကနေ900ကင်နှုန်းအထိကောက်ယူနေကြတာတွေ့မြင်ကြရတာဖြစ်ပါတယ်စစ်ကောင်စီရဲ့တပ်တွေကကောက်ခံတဲ့ဂိတ်ကြီးတွေကလက်နက်ကင်တပ်တွေရဲ့တရားမဝင်ခွဲဝေယူကြတဲ့ငွေဖြစ်ပြီးဒိုင်းရင်းသား PDF လက်နက်ကင်တပ်ဖွဲ့တွေအနေနဲ့တော့တပ်ရဲ့ရိတ်ခါလက်နက်ခဲဝယ်ယူဖို့အတွက်အသုံးပြုကြတာဖြစ်ပါတယ် စစ်ပွဲတွေဖြစ်ပွားရာနေရာမှာစစ်ပွဲတွေရဲ့ဇယိတ်လက်နက်ကင်တက်တွေရဲ့ကုန်ကျစရိတ်တွေကိုလူလူကတောင်းဝန်ထမ်းရတဲ့သဘောလို့ဆိုရင်မှားမယ်မထင်ပါဘူးစစ်ကောင်စီအနေနဲ့ကတော့၎င်းဘက်ကနေတက်ခိုက်ပေးနေတဲ့လက်နက်ကင်တက်ဖွဲ့ဝင်တွေဘလောက်လက်လာပါတောင်းခံတာဝေညစ်တာချင်းချောက်တောင်းယူတာတွေကိုအရေးယူခြင်းမရှိပဲရှော်ပြစ်ထားတဲ့အနေအထားတွေ့ရပါတယ်တရားရုံးတင်တဲ့အမှုတွေမှာရဲ တရားရေးဝန်ထမ်းတရားသူကြီးစတဲ့ပါဝင်ပတ်သက်သူတွေအားလုံးလက်စားတာတွေရှိနေသလိုလုံခြုံရေးအကြောင်းပြပြီးနိုင်ငံတလွှာကားလမ်းတွေရေလမ်းတွေမှာစစ်ဆေးရေးဂိတ်နဲ့ငွေတောင်းခံနေတာတွေကိုလည်းလက်လျူရှုထားတာဖြစ်ပါတယ်။ အခုအထက်ကတင်ပြခဲ့တဲ့ဒီအခြေအနေတွေဖြစ်တဲ့စားဝတ်နေရေးကြက်တဲမှုကြောင့်ကျင်းဝန်ဆိုင်ရာကြာဆုံးမှုရာဇဝတ်မှုတွေတချိန်ထိုးမြင့်တက်လာမှုလက်နက်ကိုင်ဖွဲ့တွေရဲ့လက်စားမှုအခွန်အခောက်မတန်တဆကောက်ခံမှုတွေကဆက်အာဏာသိမ်းပြီးနောက်ပျက်စီးသွားတဲ့အရာတွေဖြစ်ပြီးဘယ်အချိန်ကာလမှာပြန်လည်ပြင်ဆင်နိုင်မလဲဆိုတာအမျှော်မှန်းနိုင်တဲ့အနေအထားမှာလည်းရောက်နေတာဖြစ်ပါလေခင်ဗျာ